တကယ်ပြန့်မယ်ဆိုရင်ဒီကလုံးပြန့်သွားတော့ဆယ်နှစ်ကြာပြီလေတချို့ဆိုဆယ်နှစ်ဒီကလုံးဆူဆူဖြူသားသွားမှာအရေပြားဆရာကြီးနဲ့လည်းကူပြီးသွားပြီမရဘူးတဲ့ तू ကခန္ဓာကိုယ်မှာအသားအယောင်ချဲတဲ့ဓာတ်တစ်မျိုးရှိတယ်အဲ့ဒီဓာတ်ကပျက်စီးသွားလို့ကာလာကာလာချိန်တာပေါ့အဲ့တော့ဦးလေးသမီးလေးမြီးလေးလည်းကူးစက်မှာကြောက်တော့တောင်းတော့သိမကတ်ဘူးဒါမှဆောင်းကပြောချီလို့ရတယ်ကူးစက်ရောကမဟုတ်ဘူးတဲ့ဒါမှမျိုးရိုးတော့လိုက်တယ်နော်ဦးလေးရဲ့ဖွားရည်မှာဖြစ်မှုတဲ့အတွက်ကြောင့်ခလင်ကအမေလေးမြီးလေးအကိုလေးမရှိဘူးဦးလေးမှလာဖြစ်ဘူး မန်နေဂျာဆိုဘာလို့ခေါ်လဲဆိုတော့မန်နေဂျမန့်လုပ်နေလို့မန်နေဂျာခေါ်တာမဟုတ်ဘူးညအဲအဖားကြောင့်လို့အော်ဆူတာငောက်တာမန်တာမဲတာကိုနေ့တည်းအကြာရေးခံတာတော့အမှန်မဲခံပြီးကြာကြာနေလာရတော့မန်နေဂျာလို့အရင်ကတော့မရှိဘူးသမီးရဲ့ဖြစ်လာတာကဆယ်စုနှစ်လောက်တော့ရှိသွားပြီဆယ်နှစ်ပိုင်းတော့ရှိသွားပြီဆယ်နှစ်အတွင်းမှာဒီလောက်ဟာလေးတွေဖြစ်နေတယ်ဆိုတာကစီးပညာရပြန်ပွားမှုနည်းတာပြန်ပွားနှုံနှီးတာနှီးတာဟော တကယ်ပြန့်မယ်ဆိုရင်ဒီကလုံးပြန့်သွားတော့ဆယ်နှစ်ကြာပြီလေတချို့သူဆယ်နှစ်ဒီကလုံးဆူဆူပြူတာတော့မှလက်ကလေးတွေရှိတယ်ရှေ့ပြားလေးတွေရှိတယ်ဒါလေးတွေရှိတယ်တန်းနိုင်မြဆင်းမိလို့နေတော့ကုတာပေါ့ကုပေမဲ့ဒီယောဂါကဟိုအာရေပြားဆိုင်နေလဲကုပြီးသွားပြီမရဘူးတဲ့ဒီယောဂါရဲ့သဘောတဘာဝရာ तू ကဒီခန္ဓာကိုယ်မှာအသားအယောင်ချဲတဲ့ဓာတ်မျိုးရှိတယ်အဲ့ဓာတ်ကပျက်စီးသွားလို့ကာလာကာလာချိန်တာပေါ့ကာလာချိန်ပြီးတော့ဒီအသားအယောင်ချိန်သွားတာဖြစ်တယ် သူ့ကိုကုမယ်ဆိုရင်အဲ့ဒီကုသားရဲ့ဆေးကဘယ်လိုသွားထိမလဲဆိုတော့နှလုံးကိုထိတယ်နှလုံးကိုစိုက်ဖက်နေနေရှိတော့ဦးကနှလုံးရောဂါအခံရှိတော့ကုလို့မရဘူးအဲ့ဆေးတောက်လိုက်တိုင်းမူးတယ်ဆရာတော်ကြီးဓမ္မရဲ့ဆေးဆိုတော်နာမည်ကြီးတယ်ရန်ကုန်မြို့ရွှေတော်မြားရဲ့ဟိုအနောက်ဘက်မှာရဲဓမ္မရုံးဆိုချင်အဲ့နာမှာခုံးကြောင်တဲ့ကြောင်ကြီးအဲ့ဆရာတော်ကြီးကဆေးတဖုန်နဲ့ကြောက်အောင်ကုပါလားဦးလေးရတော့ကုပါလေဆေးကကောင်းပါဒါပေမဲ့ဦးလေးကနှလုံးရောဂါခံကြည့်တော့အဲ့ဆေးစားပြီးတော့ပူပြီးတော့နောက်ကြရင် ဘာဖြစ်လဲမခံနိုင်ဘူးနှလုံးကလည်းမောတယ်အဲမူးတယ်မောတယ်ဖြစ်လာတာပေါ့အဲ့ဒါနဲ့ရထားလိုက်ရတာဒါပေမဲ့တော်တော်များများတော့ဦးလေးကိုအထင်မသေးရအောင်အဲဦးလေးကိုမေးတဲ့မျက်နှာတွေကတိတ်အထင်သေးရဲ့မျက်နှာတွေမှာပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ကဒီယောဂအကြောင်းသိခါရတော်များများဒီခေတ်ကလူတွေကသိတယ်ဒီယောဂကုသေယောဂမဟုတ်ဘူးဦးလေးမိလေးတွေကိုချီတယ်ချီလို့ရတယ်ဒါပေမဲ့ဦးလေးကမချီပါဘူးဒါပေမဲ့ဆရာကပြောချီလို့ရတယ်ကုသေယောဂမဟုတ်ဘူးတဲ့ဒါပေမဲ့မျိုးရိုးတော်လိုက်တယ်နော်ဦးလေးရဲ့ဖွားရည်မှာဖြစ်မှုတဲ့အတွက်ကြောင့် အဖအတက်တရားရောက်မှပြေးသွားတာဒီမှာလာပြီးတော့ဦးလေးမှလာပြီးခလင်မှာအမေတွေညီတွေအကိုတွေမရှိဘူးဦးလေးမှလာဖြစ်ဘူးလေအဲ့တော့ဒါတရားကျန်ခူးဆက်ကြော်ခွပြီးတော့ခူးဆက်တဲ့ညိုးလိုက်တဲ့ယောဂါခေါ်တာပေါ့အဲ့တော့ဦးလေးသမီးလေးညီလေးလည်းခူးဆက်မှာကြောက်တော့တော်တော်သိမကတ်ဘူးဒါမဲ့ညိုးလို့ရပါတယ်တဲ့ကြော်လာမေးလို့ချင်းမကူးနဲ့မကူးလည်းမကူးအနှံ့တက်လည်းမရှိဘူးယွန်စရာရှားစရာရားစရာရန်တာမရှိရသေးဘူးလို့ကိုယ့်ကိုယုံကြည်သွားတဲ့ပဲပေါင်းသင်းဆက်ဆံမှုတွေလုပ်ပါလို့ပြောတယ်ဒါမဲ့ဦးလေးကအစင်ပေါ်မှာအာ ဟာဗောဗိတ်ဒိတ်မြောက်တဲ့အခါကြီးလောက်ရတယ်သူများကမင်္ဂလာပွဲမှာမင်္ဂလာစကားကြီးပြောอ่ะကို့ဓာကြီးเนี่ยမင်္ဂလာဝဲဥအဟံသားဖြစ်မယ်ကို့ကြောင့်မင်္ဂလာမရှိတာဖြစ်မှာကြောက်အဲ့လိုစိုးရိမ်တဲ့စိတ်ကတော့အရင်ထဲမှာရှိတာဘယ်လိုပဲယုံကြည်မှုရှိပဲပြောပြောစိတ်မချနိုင်ဘူးကိုယ့်ကို confidence မရှိဘူးပေါ့အများကြီးတင်ငယ်တဲ့စိတ်တော့ရှိတာဒါပေမဲ့ဦးလေးကိုမေးတဲ့မြန်တဲ့လူကြီးအဲ့ဒါယူကြည့်ပြီးတော့နှိမ့်ချရတဲ့စိတ်တွေအထင်သေးတဲ့စိတ်တွေမရှိခဲ့ဘူး ။မအုပ်လေးဘယ်လိုဖြစ်တာလဲ။ဟောလေးကူလေးဒါလေးကူလေး။ဒါမျိုးကြီးတော့လာရပါလေ။ကွန်ဒီလေးလိမ့်မလားဘာလားညာလားအကြံပေးရလူအများကြီးရှိပါ။ဟုတ်။ကျေးဇူးလည်းတင်ပါတယ်။တို့ပြောညာစီးလည်းပဲလှုပ်တော့လှုပ်ပါလေလူတွေလည်းမောမြေကံကြမ်းမဒီလူဖြစ်ဖို့အကြောင်းရှိနေတော့လုံးမရှောင်လို့ဖြစ်နေရတာ။သားကြီးကလည်းမင်းသားကြီးဂျွန်းထိုးသူကလိုက်ထိုးတယ်မင်းသားတော့သူကခြေနားတဲ့ကောင်သူကကြောင်ကြကြတော့သူကခွေးကြကြသူတို့ဗီဒီယိုလာမေးပြီဆိုကြတဲ့ကပေးတတ်စီရဲ့မြောက်သားရဲ့အရှင်ဟွာရော့ ပေးတယ်ကဒီလူကိုကျွန်တော်တို့ချစ်တယ်ဆိုလဲအရှိန်ဝါရောမီဒီယာကကျွန်တော်နေရာလာပေးတာဒီတွက်ရောပေးတဲ့ကိုလည်းယေရှုတင်လို့ကျွန်တော်မင်းမြန်နေရာပေးတဲ့ဝီယာကိုလည်းတမီးလေးကိုလည်းယေရှုရန်တင်ပါတယ်